ဂရီနီပီပရိုဆိုမြို့နယ်တွင်းကကျေးရွာတချို့မှာရယူသုံးဆွဲနေတဲ့တောက်သုံးရီအရေးမြေတွေဟာအခုဧပြီလအတွင်းမှာပဲခန်းချောက်သွားတာကြောင့်တောက်သုံးရီအခက်အခဲဖြစ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်အချီဘီနရာအထေဆလင်းညကူနာဒတကူရာတီဂျီကဆလဲတကူရာဖဂရနာအစီရာ ခညာခရာအိုတဆဲမာသေရခုလာဘုပြန်တော့တောက်ချဲခလေးတဖို့ကနေတဲ့ဒီရာအလဘချာပညာပညာတော့နော်နဲ့ဘမူရာအလူပေါ်ဟဲ့မဟုအမ်ဟိပူပြဖို့ရောနေဟရာအိနီစလေညင်းညင်းအေအိုစပါခန်ဟာနရှေရှားပါတာကြောင့်ခြွေတာသုံးဆွဲနေရတဲ့အပြင် ရရှိနေတဲ့ရေအရင်းမြစ်ကိုဒေတာခံတွေနဲ့ဆက်ရှောက်ရအတူတကွအသုံးပြုနေကြရတာပါ။တချို့ကြေးဝါးတွေမှာတော့ဝေးလံတဲ့ရေအရင်းမြစ်ရိစီကို ရေသွားရောက်တည်နိုင်ဖို့လုံခြုံရင်းနဲ့လမ်းခီးအခက်အခဲရှိနေတယ်လို့ရေတည်ယူတဲ့အခါမှာလဲကုန်ကျစရိတ်မြင့်မားတယ်လို့ဆိုပါတယ်။ရေလီတာ9000ခတ်ပါတဲ့ကားတစ်စီးအတွက်ကြက်နှစ်သိန်းပေးနေရတာပါ။နမနိုင်နမဘယ်အလူစီဒီကာဘယ်ပကစူဗီရာ a chỉ là bên nhìn nhìn hay là đi cả bị bị nát tây ê ê là bị chân ngắm cái tất cả đến là cứ bị nhìn thấy một mặt con cứ nhà mà với hệ nát tây nít to với hình nhà là có tất cả chứ ê luôn mà chưa bây giờ nên là nó bị chứ ê chỉ là cái ta to về, giờ bây giờ nên đi về là đi về sao bây giờ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  bây ရဲ့ဒီဒေသလေကလဒီဒင်းဒကလမင်းခရိုဆိုမြို့နယ်ရှေ့ဖက်ခြံကရေရှားပါတဲ့ကျေးရွာတွေကို KTESD အရေးပေါ်ကူညီရေးဖွဲ့ကနေပြီးခဲ့တဲ့မတ်လ31ရက်ကနေပြီးဧပြီလ9ရက်နေ့ထိရေလူတန်းပေးခဲ့ပြီးမဲ့လိုအပ်မှုတွေများနေသေးတယ်လို့ KTESD ရဲ့ဥက္ကဋ္ဌမော်ဦးမြန်ကပြောပါတယ်အကူအညီတွေကတော့လိုတယ်အာနေ့စဉ်ကိုလိုတာပေါ့နော်အခုက ဘေးဒဏ်တွေကအမျိုးမျိုးဖြစ်နေတော့လေသူတို့ဘက်ကလည်းလိုက်ပြီးတော့အကူအညီတောင်းဖို့အားနာကြတယ်။ကိုထက်တော့ဖျောက်ရောက်တဲ့သူတွေရှိရဲဆိုပြီးအူစားပေးချင်ကြတယ်ခေါ်တော့ဆိုရည်လိုတဲ့နေရာတွေကအများကြီးရှိပါသေးတယ်။အကျွန်မတို့အနေနဲ့ကအာကိုထုကိုထပဲပေးနိုင်တာဖြစ်တော့လေသူတို့အတွက်ကမြင်များစစားတော့မရဘူးပေါ့နော်တကယ်ကိုအများကြီးလိုအပ်နေပါသေးတယ်ရေကကျွန်တော်တို့အတွက်ကမရှိမဖြစ်လဲဖြစ်တာ哦ပရိုဆိုမြို့နယ်ဟာ နစ်စီရေရှားပေါင်းမှုကိုကြုံတွေ့နေရတဲ့ဒေတာဖြစ်ပြီးအာနမ်တန်ခေကတော့မြို့ပေါ်တွေအထိလိုက်လံခက်ယူနေကြပြီမဲ့အခုနောက်ပိုင်းမှာတော့လုံခြုံရေးရတွားရောက်ယူလို့မရသလိုရေလူရှင်တွေကလည်းလာရောက်မှုနည်းနေတယ်လို့ဒေတာခန်တွေကပြောပါတယ်